ဒါကကျွန်တော်အသက်9နှစ်သားလောက်တော်ဝင်ဖြစ်ခဲ့တဲ့အကြောင်းကျွန်တော်ဘွားပြောပြခဲ့တဲ့ပုံမြင်ပါနောက်ခံအကြောင်းအားလုံးကိုအတုံကျုံပြောပြရရင်တော့ကျွန်တော်အဘွားဟာသူ့ရဲ့အလုတ်သက်တန်းနောက်ပိုင်းနှစ်တွေမှာနမည်ကြီးတဲ့မိသားစုတစုမှာအလုတ်လုပ်ခဲ့တယ်။သူကအဲ့ဒီမိသားစုရဲ့ငွေစည်ရင်းတွေကိုတာဝန်ယူရတယ်။အဲ့ဒီမိသားစုရဲ့အမွေခံတွေအတွက်သတ်မှတ်ထားတဲ့အချိန်အတွဲမှာရောက်ရှိရမယ့်ငွေတွေကိုစီမံခန့်ခွဲရတယ်။ဒါကြောင့်ကျွန်တော်အဘွားကအဲ့ဒီကလူအလုံးနဲ့ရင်းနေတယ် သူကအဲ့ဒီမိသားစုရဲ့အိမ်နေအများကြီးတွေကတခုမှအလုပ်လုပ်တယ်။ကြောင်မီးသွေးသုံးမီးဖို့ဟောင်းတွေဈေးကြီးတဲ့ကြွေပြားနဲ့လှုပ်ထားတဲ့လာတာဆောင်တွေစမ်းရည်တွေဟောင်းတစ်ခုကိုပတ်ထားတဲ့အဝိုင်းပုံစံအဝင်ဝရှီဟောင်းစတိုင်နိုင်ငံနေနဲ့အယုတ်ဆိုးဆိုးတွေပါတဲ့ခန်းနာထဲဝါတဲ့အိမ်ကြီးအကြောင်းပြောနေတာပါ။အခုခေတ်မှာကတော့ဂေါသစ်ပုံစံအိမ်ကြီးလို့ခေါ်ကြတယ်။တာမန်တရေ၆တဲ့အိမ်မျိုးပေါ့။အိမ်ထဲမှာဖုန်တွေတထောင်းထောင်းနဲ့ဘာလို့လဲဆိုတော့မိသားစုကအဲ့ဒီကိုတိတ်မလာတော့ဘူး။ အိမ်ကူတွေနဲ့အိမ်ဆောင်ကပဲတန့်ရှင်းလို့ရတာကျွန်တော်အဖွားရဲ့ရုံးခန်းအဝင်ဝမှာရှိတယ်ညနေချက်ကနေကျမ်းမြင့်အထိကြီးမားတဲ့ပရင်းမောက်တွေမှာ အထူးကြီးဂဒီပါလိုက်ကာတွေခြားထားတယ်ပရင်းမောက်ကနေမြင်ရတဲ့မြင်ကွင်းကခြံဝင်းတစ်ခုလုံးစမ်းရည်ရင်းနဲ့ဥယင်ဘက်ကနောက်ထပ်အဝင်ဝတစ်ခုအထိကျေပြန့်တယ်အဖွားကနေရာတစ်ခုလုံးကို60ဒီဂရီမြင်နိုင်တယ်အိမ်ကြီးရဲ့အဝင်ဝနှစ်ခုလုံးမှာလုံခြုံရေးတွေစောင့်နေပြီးတော့ အဖွားကတကားမခောက်ခင်ကလေးကဝင်လာတဲ့သူတွေကိုမြင်နိုင်တယ်ဆိုတာမှတ်ထားပါ။ဘာလို့လဲဆိုတော့ तू ကလိုက်ကောင်အမြဲဖွင့်ထားလို့ပါ။ကျောင်းစင်းရင်ကျွန်တော်နဲ့အဲ့ဒီတော့ငါးနှစ်အရွယ်ကျွန်တော်ရဲ့ဝမ်းခွဲညီလေးဟာအိမ်ကိုတမ်းမပြန်မဲနဲ့အဲ့ဒီကိုရောက်လာတတ်တယ်။ဘာလို့လဲဆိုတော့အိမ်ဆောင်ကသဘောကောင်းပြီးခြံထဲမှာကားလမ်းဘေးမှာစော့ဖို့အတွက်ခွင့်ပြုထားလို့ပါ။ဒါပေမဲ့အဲ့ဒီမှာတော့ကျွန်တော်တို့အိမ်ထဲမှာပဲနေပြီးတော့အဖွားရဲ့စပွဲတဲ့မျက်နှာချင်းဆိုင်ရမီးလင်းပုံဘေးမှာစော့နေကြတယ်။ ကျွန်တော်မှတ်မိတာကအဖွားဗရင်းမောက်ကနေအပြင်ကိုကြည့်ပြီးရုတ်တရက်ထရလိုက်တယ်။ပြီးတော့တရက်ရောက်လာနေတယ်။ငါတို့ရင်ရင်ကြီးကြီးနေရမယ်လို့ပြောတယ်။သူကတကားကြီးတွေကိုဖွင့်ပြီးခြံဝင်းကိုဖြတ်ပြီးရောက်လာတဲ့အမျိုးသမီးနှစ်ယောက်ကိုနှုတ်ဆက်ဖို့ထွက်သွားတယ်။ဒါကထူးဆန်းတယ်။ဘာလို့လဲဆိုတော့အဆောက်နေရသူတို့ကိုတွေ့ရနဲ့အဖွားကိုအကြောင်းကြားတင်တယ်။ပြီးတော့သူတို့ဝင်လာဖို့ဖွင့်လိုက်တဲ့တကားဟောင်းရဲ့အတန်းမီတာကိုလည်းသူကြားတင်တယ်။ဒါပေမဲ့သူကအဲ့ဒါကိုဂယုမဆိုင်ဖဲ အဲ့ဒီနှစ်ယောက်ကိုပြုံးပြလိုက်တယ်။သူ့အလုပ်ရှင်ကဒီဘက်ထဲမှာလာမယ်လို့ပြောထားတယ်။အမွေခံအစ်စ်တွေဖြစ်လောက်တယ်လို့တွေးလိုက်တယ်။ဒါပေမဲ့သူတို့တဖြည်းဖြည်းနီးကပ်လာတဲ့အခါကျွန်တော်အဖွားကအမျိုးသမီးတစ်ယောက်ကသူ့ကိုမျက်မှောင်ကြုတ်ပြီးစိုက်ကြည့်နေတာကိုသတိထားမိသွားတယ်။အဲ့ဒီအကြည့်ကသူ့ကိုစက်သိမ်းဖြန်းလောက်အောင် ဖြစ်သွားစေတယ်။နောက်တစ်ယောက်ကတော့သူ့ကိုအယမ်းချို့တာတဲ့အပြုံးနဲ့ပြုံးပြနေတယ်။ဘာပဲဖြစ်ဖြစ်သူကသူတို့ကိုနှုတ်ဆက်လိုက်ပါတယ်။ဟယ်လိုလို့ဒါပေမဲ့သူတို့တွေကပြန်မနှုတ်ဆက်ဘူး။ လေကားတည့်ရဲ့အလဲလောက်မှာရက်နေတယ်။အဲ့ဒီအချိန်မှာသူတို့ဝစ်ထားတာကိုသူမြင်လိုက်ရတယ်။အခုဒီဖြစ်ရက်က2008ခုနှစ်ဝင်းကျင်တုန်းကဖြစ်ခဲ့တာ။ဒါပေမဲ့အဲ့ဒီအမျိုးသမီးတွေကလေပင်မြင့်အင်ဂျီလက်ရှိ အနစ်ရောင်ဝတ်စုံတွေကိုဝစ်ထားကြတယ်။ကျွန်တော်အဖွားကထူးဆန်းတယ်လို့ထင်ပေမဲ့သူတို့ကိုရုံးခန်းထဲကိုဝင်လာဖို့ပဲပြောလိုက်ပါတယ်။သူတို့ရုံးခန်းထဲမှာငွေစင်းအာမခံအောင်လှုပ်လို့ရအောင်လို့ပါ။သူကသူတို့ကိုကြော်ခိုင်းပြီးတော့တကားအထူးကြီးကိုအတွင်းထဲကနေပြန်တွန်းပိတ်လိုက်တယ်။ သူတို့ဝင်လာလို့ရအောင်တကားကိုဟထားခဲ့ပြီးတော့ကျွန်တော်နဲ့ကျွန်တော်ဝမ်းခွဲအကိုကြော်ပြီးသူ့စပွဲစီကိုအလင်းမြန်ရှောက်သွားတယ်။သူကသူတို့နောက်ကနေလိုက်လာမယ်လို့မျှော်လင့်ထားပေမဲ့မိနစ်အတော်ကြာသွားပေမဲ့ဧည့်သည်တယောက်ရဲ့အရေးအယောင်တောင်အင်ကြီးတဲ့ကိုမဝင်လာပါဘူး။အဖွားကဘရင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တယ်။ဧည့်သည်ရဲ့အပြင်မှာရက်နေတော့မယ်လို့မျှော်လင့်ထားပေမဲ့သူအံ့ဩသွားတာကဘသူကိုမှမတွေ့ရဘူး။ကျွန်တော်အဲ့ဒီတော့ကအများကြီးမမှတ်မိပါဘူး။ဒါပေမဲ့ ကျွန်တော်ဘွားပြောတာကျွန်တော်နဲ့ကျွန်တော်ဝမ်းခွဲအကူကတကားဖွင့်ထားတာကိုစိုက်ကြည့်နေကြပြီးတော့တရရောက်ကိုမြင်နေရတယ်လို့မျိုးပါတဲ့ပြီးတော့ကျွန်တော်ကတကားကိုလက်ညှိုးထိုးပြီးတော့အန်တီတို့အထဲကိုမဝင်ကြဘူးလားလို့ပြောခဲ့တယ်ကျွန်တော်ဘွားကခေါင်းကိုပရင်းမောက်စီကိုအလင်းမြန်လှည့်လိုက်ပြီးတော့ပထမတစ်ခေါက်တော့ဟာလွဲသွားတာဖြစ်မလားလို့ဆူတောင်းနေတယ်ဒါပေမဲ့အပြင်မှာအဲ့ဒီလိုထူးဆန်းတဲ့အဝတ်အစားတွေဝတ်ထားတဲ့အမျိုးသမီးတွေကိုမတွေ့ရသေးဘူးသူရက်နေတဲ့နေရာကနေခြံတကားတွေကိုမြင်နိုင်တယ်ပြီးတော့သူကြောက်လန့်သွားတာက ဲ့ဒီတကားတွေကတော့ခတ်ထားတယ်။အဲ့ဒီတော့တွေကိုအဆောင်နေအိမ်ဆောင်နေနဲ့ကျွန်တော်အဖွားပဲဖွင့်လို့ရတာပါ။ကျွန်တော်အဖွားကတုံတုံရင်နဲ့အိမ်ရှိတကားစီကိုရှောက်သွားတယ်။ကျွန်တော်နဲ့ကျွန်တော်ဝမ်းဝဲအကူကအဲ့ဒီတကားကိုပဲစိုက်ကြည့်နေတော့မှာ။ဒါပေမဲ့ तू လှည့်ကြည့်လိုက်တဲ့အခါမှာဘသူကိုမှမတွေ့ရပါဘူး။ तू ကကျွန်တော်တို့ကိုအံ့ဩတကြီးနဲ့ကြည့်တယ်။ဒါပေမဲ့ကျွန်တော်နဲ့ကျွန်တော်ဝမ်းဝဲအကူကတော့ကိုအတွင်းနဲ့ကိုပြန်ဆော့နေကြတယ်။ကျွန်တော်အဖွားစိတ်ရှုပ်ထွေးပြီးတော့အပြင်ကိုအသေးအံပြေးထွက်သွားတယ်။ ူယူသွားတာမဟုတ်ဘူးဆိုတာသူမြင်ခဲ့တာဟာသူထင်သလိုမဖြစ်နိုင်ဘူးဆိုတာသိကြအောင်လှုပ်ချင်ခဲ့ပါတယ်။သူချန်ရှေ့တကားကိုရောက်တဲ့အခါအဲ့ဒီမှာစောင့်နေတဲ့အဆောင်ကဘာဖြစ်တာလဲလို့မေးတယ်။သူကချက်ချင်းပဲသူ့ကိုဆွဆွဲလိုက်တယ်။ဧည့်သည်နှစ်ယောက်ရောက်လာတာဘာလို့သူ့ကိုအကြောင်းမကြားတာလဲလို့ပြောလိုက်တယ်။အဆောင်ကသူ့ကိုအံ့ဩတကြီးနဲ့ကြည့်ပြီးနေ့လယ်ပိုင်းတစ်ခုလုံးဘသူမှမလာဘူးလို့ပြောတယ်။မနက်ကသူရောက်ခရဲကတကားကိုတော့ခတ်ထားတာတဲ့။ အဖွားကလည်းမျက်နှာပြက်သွားပြီးတော့အဲ့ဒီအဖြစ်ပြက်ကိုသူ့ကိုပြောပြတယ်ပြီးတော့သူတို့ဥယင်ဘက်ကနောက်ထပ်အဝင်ဝါကနေဝင်လာတာဖြစ်နိုင်မလားလို့တွေးကြတယ်ဒါပေမဲ့အဆောက်အအုံမဖြစ်နိုင်ဘူးလို့ပြောတယ်ဘာလို့လဲဆိုတော့အဲ့ဒီတကားကိုဘယ်တော့ကားမှမသုံးပါဘူးအပီးပိတ်ထားတာကြာပါပြီတဲ့ကျွန်တော်အဖွားခေါင်းမူလာပြီးသူ့ရဲ့လုပ်ဖော်ကင်မက်ကိုချက်ချင်းရုံငန်းကိုလာဖို့အတွက်ဖုန်းဆက်လိုက်ပါတယ်စိတ်ထဲမှာမတင်ကားနေပေမဲ့အဖွားကဝင်မခံခြင်းသေးပါဘူးပြီးတော့သူ့ရဲ့လုပ်ဖော်ကင်မက်က ဘာမှမဖြစ်တယ်လို့နဲ့ပုံကြီးနှလုံးတည်လာပါတယ်။ကျွန်တော်အွားမျက်နှာဖြူဖြော့နေတာကိုမြင်တဲ့အခါသူစိုးရိမ်တကြီးနဲ့အိမ်ကိုလိုက်ဖို့ပေးရမလားလို့မေးပါတယ်။ဒါပေမဲ့အွားကသူအဆင်ပြေတယ်လို့ပြောပြီးအဲ့ဒီပုံးနေတယ်မှာဘာတွေလဲလို့မေးတယ်။လုံဖော်ကိုင်ဘက်ကအဲ့ဒါတွေဟာသူတို့ရဲ့အလုရှင်ကအိမ်ကြီးအဟောင်းမှာစွန့်ပစ်ဖို့ပေးလိုက်တဲ့တပ်ပုံအဟောင်းတွေနဲ့အဲ့ဒီချမ်းသာတဲ့မိသားစုအတွက်အသုံးမဝင်တော့ဘူးလို့သတ်မှတ်ထားတဲ့အသုံးဆောင်လေးတွေလို့ပြောပါတယ်။ သူတို့ဓာတ်ပုံအဟောင်းတွေကိုအတူတူလှန်ကြည့်ကြတယ်။ကျွန်တော်နဲ့ကျွန်တော်ဝမ်းဝဲညီလေးပါတာပေါ့။အဲ့ဒီဓာတ်ပုံတွေအများစုက1900ခုနှစ်အစောပိုင်းကရိုက်ထားတဲ့အဖြူအမဲပုံတွေပါ။ဒါပေမဲ့ကျွန်တော်တို့ဓာတ်ပုံ Evan တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာကျွန်တော်အဖွာတုံလှုပ်သွားပြီးဖျားစာတွေနဲ့စုတောင်းစာတွေကိုရွတ်ဆိုနေတယ်။သူရဲ့လှုပ်ဖို့အကင်မက်ကဘာဖြစ်တာလဲလို့မေးတဲ့အခါအဖွာကခုနဖြစ်ခဲ့တဲ့အဖြစ်ပြက်ကိုပြောပြပြီးတော့ဒါသူတို့ပဲလို့ပြောပါတယ်။ 1912ခုနှစ်ကရိုက်ထားတဲ့တပုံအဟောင်းနေတဲ့ကတပုံမှာလက်ချင်းချိတ်ထားတဲ့အမျိုးသမီးနှစ်ယောက်တယောက်ကပြုံးနေပြီးတော့နောက်တယောက်ကမျက်မှောင်ကျုပ်ထားတယ်။သူတို့နှစ်ယောက်စလုံးအဲ့ဒီအတိုင်းလေပင်မြင့်အင်ဂျီလက်ရှိ အနက်ရောင်ဝတ်စုံတွေကိုဝတ်ထားကြပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အဖွားကိုတကယ်လန့်သွားစေတာကကျွန်တော်ဘေးမှာကျွန်တော်ဝမ်းခွဲအကူကရဲမောပြီးတော့အဲ့ဒီမိန်ကလေးတွေကိုလက်ညှိုးထိုးပြပါတယ်။သူတို့မှာခြေထောက်တွေရှိရယ်နော်။ခုနကမရှိဘူးလို့ပြောလိုက်ပါတယ်။